စကားပြောတာမကြောက်တလို့တခြား introvert တင်ခြင်းတွေရဲ့ခံစားချက်ကိုနားလည်ပေးနိုင်တဲ့အခါမှာတော့ကျွန်တော်တို့ရဲ့ network ကပိုပြီးခိုက်မာလာမှာဖြစ်ပါတယ်။ Hi အားလုံးမင်္ဂလာပါကျွန်တော်ကတော့ Future Plan Channel ကကောင်းထွက်ဝေဖြစ်ပါတယ်။ကျွန်တော်ကအရင်ဗီဒီယိုမှာပြောခဲ့ဖို့တို့ပဲ introvert တယောက်ပါ။တင်ခြင်းတော့မမိကြလား introvert ဆိုတာလူများကြီးနဲ့စကားပြောရတာပျော်ဝဲရှင်ဝဲတွေကိုနစ်သက်သက်သူပေါ့။ဒါကြောင့် introvert တွေတက်က နဝကင်လို့ရရန်လွယ်တယ်လို့ပဲနော်။နဝကင်ဆိုတာကျွန်တော်တို့တွေကုညီလုံပဲဖြစ်ဖြစ်တီးချင်းတာရှိရင်ပဲဖြစ်ဖြစ်အချင်းချင်းကုညီဖေးမကြဖို့အတွက်တငယ်ချင်းမစ်စေဖွဲ့စည်းချက်ကိုဆိုလိုပါတယ်။ကဲကျွန်တော်တို့လိုစကားများတက်တဲ့အချိုပတ်တွေတက်ကဘလုံမျိုးနီလန့်တင်နဲ့အမိုက်စာနဝကကိုဘလုံမြဲမြဲတိဆောက်သွားမလဲကြည့်အောင်နမတဲ့နေရာတိုင်းမှာပျော်ရှင်စားနေတယ်မှာကျွန်တော်တို့တဲ့ဒီဇိုင်းတွေနဲ့တွဲဆောင်အောင်မှာကိုနှစ်တက်ရပါမယ် ဒါကြောင့်ကြောက်ပါနဲ့ကိုမြဘူးတည်တဲ့အတန်းတွေကစားကွင်းတွေပါတီပွဲတွေမှာသူဆောင်မဲ့သူတွေကိုကိုကစပီစကားပြောဖို့တည်ရှိနေပါစေကျွန်တော်အကြောင်းကိုចောင်းသားတဲ့ရောက်လာရေးဆိုပါစို့ကိုကစပီမေးစားပါကိုအမီနဲ့ကိုအကြောင်းကိုပြောပြမယ်ပြီးရင်သူ့အမီနဲ့ဘယ်ကြောင်းကပြောင်းလာတာလဲဘယ်မှနေတာလဲသူဝါဒနာပါတဲ့အရာတွေမေးကြည့်ရင်ခင်မလောင်လို့ပါအနေမိတ်ဆက်ပေးတဲ့သူဖြစ်ပါစေကျွန်တော်အကြောင်းကိုရောက်လာတဲ့ ။ဒါသူကိုကျွန်တော်ကမဆက်ခဲ့တဲ့အတွက်သူနဲ့ကိုကတင်းနေကြပြီ။နောက်နေ့မှသူရဲ့ကိုရဲ့ကိုကြောင့်တင်းနေခြင်းရဲ့သူရဲ့အချိန်မှာကိုကသူတို့တယောက်ကိုမဆက်ပြလဲပါ။ဒါဟာကိုနဝကိုချက်လိုက်သူပါပဲ။နံပါတ်3မင်းကိုတင်မေးပါ။အရှိုဘတ်တရားကိုကြောင့်ကို ပြောရတာကြိုက်ပြင်မဲ့တခြားသူတွေရဲ့စိတ်ဝင်စားစရာအကြောင်းတွေကိုလည်းတီးဖို့လိုရပါသေး။ ဒါကြောင့်မုတ်စာဆင်တဲ့အကြောင်းတန့်ရှည်လုပ်တဲ့ချိန်တွေမှာသူတို့ရဲ့စိတ်ဝင်စားစရာအကြောင်းတွေကိုမေးမြန်းပါဒီလိုပြောဆိုခြင်းကသူ့အကြောင်းကိုယ့်အကြောင်းပုံမူတိရှိသွားခြင်းကြောင့်ခင်မမှုလည်းပုံကိုရရှိစေပါတယ်။ဒါမဲ့တတိထားမဲ့အချက်တစ်ခုရှိပါတယ်။ Brown နောက်ဝထဲမှာ introvert နေခြင်းတွေလည်းရှိပါတယ်။သူတို့ကလူများကြီးနဲ့စကားပြောတာကိုမနှက်တတ်ပါဘူး။ဒါကြောင့် introvert နေတဲ့ introvert နေခြင်းတွေကိုပေါင်းရင်နည်းနည်းလေးဂရုစိုက်ဖို့လိုအပ်ပါတယ်။ ထမသူတို့ကိုလူကြားထဲမှာစကားပြောဖို့တောင်းမပေးပါနဲ့ဒုတိယမြောက်တဲ့ရှိနေကြမှာအစ်စ်တိနေစားနဲ့သူတို့ရဲ့စိတ်ဝင်စားစရာအကြောင်းလေးကိုမေးမြန်းပါသူတို့ကအစ်စ်တိနေတဲ့ဆက်ဆံရေးမျိုးကိုပူကြိုက်တာကြောင့်ဖြစ်ပါတယ်ပရိုဘတ်တရားတယောက်တင်နေရတာကြိုက်တယ်လို့သူတို့ဟာနာမည်တစ်ခုမှာရံကြွနေတဲ့သူတွေပါဥပမာစောင်းတဲ့များကြီးဖတ်နိုင်တာဗတိတွေဆွဲနိုင်တာတို့ပဲဖြစ်ပါတယ် သူတို့ဘက်တရားကျွန်တော်တို့မသိနေတဲ့အသိပညာဗဟုသတွေကို ပေးစားနိုင်ပါတယ်ဒါကြောင့်ကျွန်တော်နောက်ဝထဲမှာသူတို့ကအရန်အေးပါပါတယ်ကျွန်တော်တို့အရှုဘက်တကစကားပြောတာမကြောက်သလိုတခြား introvert တနေချင်းတွေရဲ့ခံစားချက်ကိုနားလည်ပေးနိုင်တဲ့အခါမှာတော့ကျွန်တော်တို့ရဲ့ network ကပိုပြီးခိုင်မာလာမှာဖြစ်ပါတယ်ဒါကြောင့်တင်ချင်းအားလုံးကိုချစ်ခင်ပါတယောက်ခက်ခဲတယောက်ကူညီဖေးမကြပါလို့ပြောချင်ပါတယ် နောက်လေဂျူနိုပီဒီယိုတွေကိုဆက်လက်တင်ပြတော့မှာဖြစ်လို့ channel ကို subscribe လုပ်ဖို့မေးပါနဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်